အရေးကြောင့်ကျင်းမငလင်ဘေးတင်ပြည်သူတွေကိုကုသမှုတွေလုပ်ပေးနေတဲ့ဒေါက်တာဆိုင်းစီတွန်ခမ်းပရိသတ်များလုံးမင်္ဂလာပါရှင်ကျမတို့ရဲ့ SLSPH ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ပရိသတ်တွေရဲ့အချက်တော်တရုပ်ဆောင်မင်းသားဆိုင်းစီတွန်ခမ်းကတော့လက်ရှိချိန်မှာငလင်ဘေးတင်ပြည်သူတွေကိုဂျမားရေးဆောင်ရှောက်မှုတွေလှုပ်ဆောင်ပေးနေရဖြစ်ပါတယ်ငလင်ဘေးကြောင့်ဒုက္ခရောက်ရတဲ့ပြည်သူတွေခြံသွားရောက်ပြီးတော့အခုလိုလှုပ်ဆောင်ပေးနေခဲ့ရပါဆိုင်းစီတွန်ခမ်းကကျင်းပေါ်ဇလန်းတွင်းနဲ့အတူနာမည်ကြီးလာခဲ့ပါတယ်တပတ်သက်အနစ်နာခံတတ်တဲ့ဆရာဇက်ကောင်ကြောင့်ပရိသတ်တွေရဲ့ချစ်ခင်စွာဝန်းရံအားပေးခဲ့ ံရတဲ့တရုတ်ဆောင်တယောက်ဖြစ်လာခဲ့ပါတယ်။အပြင်လူနေမှုဘဝမှာလည်းပြည်ပြည်ဆောင်ချမ်းသာကြွယ်ဝလွန်သူဖြစ်ပြီးတော့ဆရာဝန်တဦးလည်းဖြစ်ပါတယ်။ခန္ဓာကြီးကျယ်တဲ့မိသားစုအတိုင်းအဝိုင်းမှာပြည်ဆောင်ကြွယ်ဝစွာနေထိုင်ကြီးပြင်းခဲ့ရသူပါ။အနုပညာဝါသနာပါလွန်နာကြောင့်ဆရာဝန်တဦးအဖြစ်ထံတရုတ်ဆောင်ဘဝကိုရွေးချယ်ခဲ့တဲ့သူပါ။ဒါပေမဲ့လည်းတက်မြောက်ထားတဲ့ဆရာဝန်ပညာတွေကိုလည်းအဆက်မပြတ်ဆက်လက်လေ့လာခဲ့သူပါ။မကြသေးခင်ကပဲနောက်ထပ်ဆေးပညာဆိုင်ရာပွဲတစ်ခုကိုထပ်မံရရှိခဲ့ပါသေးတယ်။ ဆိုင်စင်တွန်ကန်းကမမာနာမရှိပဲသဘောကောင်းလို့နဲ့တရုတ်ဆောင်တယောက်အဖြစ်အနုပညာလောကမှာနာမည်ရပါတယ်။ဒါအပြင်ယောက်ျားပီတာပြီးတော့ချောမရဲရုပ်ရည်ကြောင့်မိန်ကလေးပရိသတ်တွေလည်းဝိုင်းဝိုင်းလည်နေကြရပါသူ့ပေါ်မှာအပေးချစ်ခင်ကြတဲ့ပရိသတ်တွေအများပြားရှိထားတဲ့တရုတ်ဆောင်မင်းသားတဦးဖြစ်နေခဲ့ပါတယ်။မက်စလာ28ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ငလင်ပေးကြီးကြောင့်မြန်မာပြည်သူအများပြားဒုက္ခအခက်အခဲတွေနဲ့တွေ့ကြုံခံစားခဲ့ရပါတယ်။အလူရှင်တွေအနုပညာရှင်တွေကသူတို့တတ်ဆွမ်းသလောက်အပေးကူညီနေကြတာပါ။ တော်တော်များများကတော့အလူငွေတွေကယ်ဆယ်ရေးတွေနဲ့နေထိုင်စားသောက်ရေးအတွက်လိုအပ်တာတွေကိုဖြည့်ဆည်းပေးနေကြပါတယ်။တချို့အမှုပညာရှင်တွေကတော့ပြည်သူတွေရဲ့နေထိုင်စရာနေရာတွေ၊တောက်သုံးရည်နဲ့အသုံးဆောင်တွေအတွက်လိုအပ်တာတွေကိုစဉ်းစားပြီးတော့စနစ်တကျသေချာလူတန်းပေးနေကြတာပါ။ဘေးတင်နေရာတွေကိုကိုယ်တိုင်သွားရောက်ပြီးတော့ဘေးဒဏ်သင့်ပြည်သူတွေကိုတွဲဆောင်အားပေးလူတန်းနေရဲ့အမှုပညာရှင်တွေလည်းအများကြီးရှိနေပါတယ်။ဒီလိုမျိုးအရေးကြုံချိန်မှာတော့တရုတ်ဆောင်ဆိုင်းစီတုန်ခန်းကဒေါက်တာဆိုင်းစီတုန်ခန်းအဖြစ် ကူညီပေးမှဆောင်ရွက်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဈေးကူသားဖို့လည်းလိုအပ်နေတဲ့သူတွေအတွက်အစိုင်းစီတုံခန်းကသူတတ်တဲ့ဈေးပညာနဲ့တာဝန်ခြေပုံပေးနေခဲ့တာဖြစ်ပါတယ်။နယ်လက်ကုသိုလ်ပြုနှလုံးလားဆရာဝန်များအဖွဲ့မှပါဝင်ပြီးတော့ volunteer ဆရာဝန်တယောက်အဖြစ်ပါဝင်အားပေးခဲ့တာဖြစ်ပါတယ်။စကိုင်းမှာရှိတဲ့ငလင်ကြောင့်ထိခိုက်မှုတွေ့ကြုံနေရတဲ့လူနာတွေကိုစိတ်ရှင်လက်ရှင်နဲ့ကုသသလိုအားပေးနေသိမ့်မှုတွေပြုလုပ်နေတဲ့အဆိုင်စီတွန်ခန့်ရဲ့ဗီဒီယိုကလစ်လေးတွေကပေါ်ထွက်လာခဲ့ပါတယ်။ တရုတ်ဆောင်တယောက်လည်းဖြစ်တယ်လို့ဆရာဝန်တယောက်လည်းဖြစ်ပြီးချိုးသားတဲ့အပြုံးနဲ့ကုသပေးနေရကြောင်းချစ်ခင်သဘောကျတဲ့သူတွေများနေရဖြစ်ပါတယ်။ယောဂတဝက်သက်သာစေတဲ့ဆရာဝန်မင်းသားနဲ့ပဲကုသခွင့်ရကျင်ပါတယ်။ဆိုတော့နိုင်ငံဒီမာလေးရဲ့ post နဲ့ comment တွေလည်းပလူပြန်နေခဲ့ပါတယ်။စိုင်းစစ်တွခန်းတို့ရဲ့ဆရာဝန်အဖွဲ့ကတော့ငလင်ဘေးတန်တဲ့နေရာတွေဒေသတွေထိတွားရောက်ပြီးတော့ရဟန်းတန်ကနဲ့သီလရှင်တွေပြည်သူတွေကိုထိရောက်တဲ့ဈေးကုသမှုတွေနဲ့အားပေးနှစ်သိမ့်မှုတွေကိုဆောင်ရွက်နေကြတာဖြစ်ပါတယ်။အနုပညာလောကမှာလည်းတရုတ်ဆောင်ကောင်းတဲ့မင်းသား င်းသားတဦးဖြစ်တယ်လို့အခုလိုဒုက္ခတွေရောက်နေချိန်မှာတက်ကြွတဲ့အစီအဝင်ပညာနဲ့ပြည်သူတွေကိုကုသမှုတွေပေးနေရင်စိုင်းစီတွန်ခမ်းပေါ်မှာပရိသတ်ကြီးရဲ့ရင်တွင်းစကားလေးတွေလည်းပြောပေးခဲ့ကြပါအောင်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်နောက်နေ့တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်ဆယ်လီစပေးအစ်ပရိသတ်များကတ်သုံးပါးပေးကကင်းလွတ်ဝေးကြပါစေရှင်